ီနေ့ဘွားချမရဲ့ရှင်မဆွန်ရက်လက်ဝဲပွဲရှိရရှိတော့ကျမဒီညသတင်းနေမပြောတော့ဘူးဆိုပြီးနေနေတာကျမလက်ဝဲပွဲဝါသနာပါတယ်လို့ဆိုတော့လက်ဝဲပွဲရှိရနေဆိုကျမလက်ဝဲပွဲပဲအချိန်လေးခေါင်းလေးပဲဆင်စားနေတော့တခြားသတင်းကြောင်းတွေကိုကျမမဖတ်ဖြစ်ဘူးသတင်းတွေလည်းနားမထောင်ဖြစ်ဘူးဒါပေမဲ့သတင်းနားမထောင်ဖြစ်ပါနဲ့တကူးတက်ကကျမရှိမှတွေ့နေရတဲ့အကြောင်းအရာကဒီငိမ့်သားအတန်မကြီးတက်ခံရမှုနဲ့ပတ်သက်လို့ဆက်ဆက်တရားခံတွေဖမ်းဆီးတဲ့နေရာမှာတရားခံရဲ့ တမိလေးဖြစ်တဲ့6နှစ်ရွယ်မျိုးကလေးငယ်လေးကိုဖမ်းဆီးမှုနဲ့ပတ်သက်လို့ပေါ့နော်။အာတစ်ခါကမျိုးညစ်တဲ့အုံနဲ့ကျင်းနဲ့အုံနဲ့ကျင်းနဲ့ဝိုင်းပြီးတော့လာဟောင်ကြဟောင်ကြခင်ဗျားတို့လေငဖဲမျိုးနဲ့ဂုတ်ကြီးကျေးရွာကအဖဥဖိုးကျော်တမိမတ်ဝူဟန်ကျော်လေးနှစ်ရွယ်တမိလေးလေးနှစ်ရွယ်ကလေးငယ်လေးကိုဒလန်ဆိုပြီးတက်ခဲတော့က ခမားတို့ဗဇက်ပေါက်တွေဘာတွေအဆုတ်ခံထားရလို့အပေါက်ပိတ်နေကြရတယ်။ထိုင်းကဘုံကျိုးမျိုးညစ်တွေအွန်လိုင်းတွေကအာချောင်နေတဲ့လေးလိုင်းတဲ့လူသက်သမားကြီးကျမမဘုဒ္ဓမဟာသွေးမေးတဲ့မတ်ဝူဟာကျော်ကိုခမားတို့ PRA မကွေပြည်သူကာကွယ်ရေးတပ်ဖွဲ့ငွေဦးတော်လန်ရေးဒလန်ရှင်းလေးခေါင်းစဉ်တက်ပြီးတော့လေးနှစ်အရွယ်မတ်ဝူဟာကျော်ဆိုတဲ့ကလေးမလေးကိုငဖဲမြွတ်နဲ့ဂုံးကြီးကြီးပါ2024ကိုလာပိုင်းတော့က တက်ခဲ့တာအဲ့ဒီတုန်းကတော့မွေဦးတော်လန်ရေးတို့ဓလန်ရှင်းလင်းရေးပါတို့เนาะမပါပဲစည်းလဲတို့မိုးဟင်းကဘနဲ့ပွဲလဲဆိုပြီးပျော်ခဲ့တဲ့ကောင်းနေကောင်းမတွေခမားတို့ရဲ့ကိုချင်းစာတရားအဲ့လောက်တောင်ခေါင်းပါနေကြတာဟမ်အခုကျတော့6နှစ်ရွယ်ကလေးငယ်လေးကိုစက်ကောင်စီကဖမ်းဆီးတာဘာဖြစ်တယ်ညာဖြစ်တယ်ခမားတို့ပြောတယ်၄နှစ်ရွယ်ကလေးငယ်လေးကိုသူ့အဖေကိုတတ်တယ်ညာပြီလေးတော်ပြီလေးခမားတို့ဒီဒီ ဒီကလေးမလေးရဲ့ဖေကခင်ဗျားတို့ပြောသလိုစက်ကောက်တီတည်င်းပေးဒလန်မိုးလို့တတ်တယ်ဆိုရင်လေးနှစ်ရွယ်ကလေးငယ်လေးဝူဟန်ကျော်ဆိုတဲ့ကလေးမလေးခင်ဗျားတို့ရေးရဆက်ဆက်ခေါင်းကိုတနေ့နဲ့တည့်ပြပြီးတက်ခဲတော့ကမဟုတ်ဘူးလို့ဖေပိတ်မငင်းနဲ့တော့အဲ့ဒီပီအာရေးမကွေးကသူတို့ကိုယ်ရယ်တက်ခဲပါရဲ့ဆိုတာကိုဒီဗီဗီမှာဝန်ခံပြီးပြောထားတာရှိတယ်ဖေပိတ်ပြီးမငင်းနဲ့နော်အဲ့ဒီလိုတက်ခဲတော့ကတော့ဒါຫນွေဦးတော်လန်ကြီးရဲ့ဒလန်ရှင်းလင်းကြီးပါ မတာပဲစေးလဲခမညာမိုးဟင်းအပနဲ့ပွဲလဲခမညာပျော်ခဲ့တဲ့ကောင်းနေကောင်းပါလေခမညာတို့မှာဂုံတိတ်ခါနဲ့ရက်တရားဆိုတာမွေးကလေးကမပါကြတာလားဟာတော်တော်မျက်နှာပြောင်တိုက်တဲ့နေရာမှာခမညာတို့လောက်မျက်နှာပြောင်တိုက်ပြီးအရှက်မဲ့တဲ့လူတန်းစားကဘာမှာရှာလို့တော့မရဘူးတိတ်ကိုအောက်တန်းကြတဲ့လူတန်းစားရဲ့ အခုကြတော့6နှစ်ရွယ်ကလေးငယ်လူကိုဖမ်းလို့ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ပြောတယ်။၄နှစ်ရွယ်ကလေးမှလေဒလန်ဆိုပြီးတက်တော့ဆောက်ပေါက်တွေပိတ်နေကြတယ်။နော်။တိတ်တိတ်မပြောသေးဘူး။ဒါတော့ပဲ။နောက်ထပ်ကြတော့လူကတော့တည်င်းဆိုးဗျ။ကျင်းဆိုရပါလေဆိုတော့အရင်လိုကနေပြီးကျမတို့မြန်မာနိုင်ငံကိုအတီးကဲတာတွေတတိယအေးယူတယ်။ဘုံကျုံမျိုးနစ်တွေတော့ပြောနေကြတယ်။တကယ်လို့နိုင်ငံတကာကဒဏ်ခဲ့ပိတ်ဆို့ရေးလေဘသူတွေနဲ့နာလဲမြန်မာနိုင်ငံနဲ့နာတယ် မြန်မာနိုင်ငံဖြစ်တဲ့အတွက်အဲ့ဒီမြန်မာနိုင်ငံအတွင်းမှာမိတွေးနေထိုင်တဲ့ပြည်တော်စုပါတယ်အကုန်လုံးထိခိုက်နေတာအားပဲပက်လက်လမ်းမိတဲ့ချွေးရင်ကိုမျက်နှာကိုပဲကိုပြန်ကြတယ်ဆိုတော့အဲ့ဒီအုပ်စုတွေတစ်ချိန်လုံးသူတို့လုပ်ခဲ့တာခေါင်းစဉ်လေးတက်ပြီးရဲသွေးစုံငွေဖြတ်တော့ရေအဲ့ဒီခေါင်းစဉ်လေးတက်ပြီးတော့မြန်မာနိုင်ငံမှာရှိသမျှနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထွက်သွားအောင်လုပ်ကြတယ်နံပါတ်1မြန်မာနိုင်ငံမှာရှိတဲ့ရင်းနှီးမြှုပ်နှံမှုတွေထွက်အောင်လုပ်တယ်နံပါတ်2 ပြည်ပကရင်းနှီးမြှုပ်နှံမှုအစ်စ်တေမလောင်ခင်ဗျားတို့လုပ်တယ်နံပါတ်3ရှိပြည်သားရင်းနှီးမြှုပ်နှံမှုတွေကိုထပ်တိုးပြီးရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ခင်ဗျားတို့လုပ်ကြတယ်ခေါင်းစဉ်ကတော့သွေးစွန်းွယ်ဖြတ်တောက်ရေးလို့နာမည်လှလှလေးပေးပေးမယ်အဲ့ဒီရဲ့နောက်မှာစည်ရန်မွေးတည်မှုတဲ့အလောက်ကန်ရှားပါမှုဒန်းတွေကိုမြန်မာပြည်သူတရက်လုံးခံရတယ်မြန်မာဖြစ်နေတဲ့အတွက်အဲ့ဒီမြန်မာမှာမိတွင်းနေထိုင်တဲ့135အလုံးတန်ခံရတယ် နော်အခုလက်ရှိလဲအိုင်လန်လို့ကဒဏ်ခတ်တယ်ဟုတ်ပြီအိုင်လန်လို့ကဒဏ်ခတ်တယ်ဆိုလို့ရှိရင်နော်ပြည်ပဆိုင်ရာလုံသမားကြီးရာဖွဲ့ချုပ်ကဒဏ်ခတ်တယ်ဆိုနော်စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေမလာတော့ဘူးဆိုရင်ဘသူတွေနှင်းလာလဲပြည်သူတွေပဲနှင်းလာတယ်နော်အဲ့ဒီဘုံကျော်မျိုးကြီးတွေတစ်ချိန်လုံးသူတို့ကြိုးစားခဲ့တာ MOG နော် MOG တောင်ကျွန်မခဏခဏပြောရဲဘုံကျော်မျိုးကြီးတွေကဘာကြောင့် MOG ကိုဒဏ်ခတ်ဖို့သူတို့တစ်ချိန်လုံးဝိုင်းပြီးအုံနေချင်းနဲ့လောင်းနေဟောင်းနေလဲဆိုရင် MOG က ကျမတို့နိုင်ငံတော်တွေ20%အောင်ရတာမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုတွေရှိတယ်စီးပွားရေးစီမံကိန်းတွေရှိတယ်အကုန်လုံးထဲမှာ MOGE တစ်ခုပဲ20ရာခိုင်နှုန်းထိအမြင့်ရအဲ့တစ်ခုကအများဆုံးပဲဒါကြောင့်မလို့အဲ့ဒီ MOGE ကိုခင်ဗျားတို့တက်ခတ်ပိတ်ဆိုကြတဲ့ဘိုးချိုးမျိုးညစ်တွေ MOGE ကိုလုံးလို့မရတဲ့ခါကျတော့ PTT EP PTT O ကခင်ဗျားတို့ဝိုင်းဝန်းပြီးလောင်ကြဟောင်ကြတယ်ခင်ဗျားတို့လုံးတမျက်အကုန်လုံးကတက်လက်လန်တရွေထွေးတယ်လို့မျက်နှာပေါ်ပြန်ကြတာကြီးပဲ ။ဟာဒီညမှာတစ်ခုရှိသေးတယ်။သူတို့ခေါင်းထဲထထားကြတော့စက်မူတဲ့ဥပဒေအကြောင်းပြပြီးတော့အတိအရမစစ်သားတွေစူတောင်းပြီးတော့အလုံသမားတွေပေါ့။နော်အလုံသမားတွေပေါ့ကိုမတရားတဲ့အတွက်လူခွေရေးချိုးဖောက်နေတဲ့အတွက်လုံသမားကြီးရခွေချုပ်ကရေးယူလိုက်ပါလေ။အဲဒီလိုခေါင်းဆက်တက်တယ်။ဆိုတော့အခုလောလောဆယ်မရာ CDM မရာ MDM မရာ CDM မရာ MDM မရာနှစ်ခွဲ့ပွဲပါတယ်မရာဆိုတာချင်းလူမျိုးတွေအချင်းနေတော့ဘာကြောင့်အဓိကပြောလဲဆိုရင်ကျမစွန်းကအရှိရပြောခဲ့တယ်မကူဝန်ကျော်ဆိုတဲ့ကလေးမလေးကလည်းချင်းလူမျိုးပဲအဲ့မကွေးတဲ့ငဖဲဆိုတာကလေးဟာအညာမှာအညာဒေတာဆိုမှချင်းမျိုးလည်းစုနေကြတယ်အညာမှာချင်းလူမျိုးတွေအများကြီးရှိတယ်နော်အဲ့ဒီချင်းတားပါနယ်ကိုတက်လိုက်တာအဲ့ဒီတားပါနယ်ကချင်းလူမျိုးဖြစ်ပေမဲ့ရှာရှာပါပါဗုဒ္ဓဘာသာဝင်တွေဖုန်ကြီးเจ้าကိုဆုံးသွားပို့တဲ့အချိန်မှာတက်လိုက်တာ နော်ဆိုတော့အခုလက်ရှိမှာလဲမရာချင်းတွေကမရာလူမျိုးမှန်ရင်စစ်တဲဝင်ရမယ်ငင်းပိုင်ဝင်မရှိဘူးအေးအေးပါပြောလေရခိုင်ပြည်နယ်မှာရှိတဲ့လူတွေအကုန်လုံးစစ်တဲဝင်ရမယ်ရခိုင်ပြည်ရဲ့အပြစ်မကိုထောက်ခွင့်မရှိဘူးသူတို့ဒီမျိုးစုံနဲ့ဒီမျိုးစုံနဲ့တသားတစ်စူးဆောင်းနေကြတယ်လူတစ်စူးဆောင်းနေကြတယ်ဒီကိစ္စကြတော့ ကြည့်တဲ့မြန်ဘုံကြုံမျိုးညစ်တွေကအပေါက်ပိတ်နေပြီးတော့နာဆာကဆွေရကစစ်မှုထံဥပဒေထုတ်ခတ်ထုတ်ပြန်တဲ့ခါကျတော့အလုံသမားတွေပေါ့အလုံသမားခွင့်ရင်ချိုးပေါလို့ INO ကိုတိုက်ပါတယ်ခင်ဗျားတို့တော်တော်ရှာနာခွန့်နေမျက်နှာပြောင်တော်တော်မျက်နှာပြောင်တိုက်ကြတယ်အဲ့ဒီမာမာပဲနော်အာစီဒီယားကစီဒီယားလောင်တူတွေကမတူပြီးမြွတ်နေလောင်ထန်းတလိုင်ကြီးပါမှာလောင်တူမျိုးနဲ့စုတယ်နေအဲ့ဒီမှာလောင်တူလက်နက်ကသဘုံခွဲကနေပြီးအုပ်ချုပ်တယ် ဲ့ဒီဆောင်အဲ့ဒီမှာရှိတဲ့ရွာသူရွာသားတွေကမနာအေဝံဂေလိဆိုတဲ့ခရိယန်ခိုင်းကနေပြီးတော့အေဂျီလို့ခေါ်တဲ့ခရိယန်ခိုင်းကိုပြောင်းတဲ့အတွက်အဲ့ဒီမိသားစုတွေအကုန်လုံးကိုရွာကနေမောင်းထုတ်လိုက်တယ်အဲ့ဒီလောက်ဒူစီဒီရက်ဆိုတဲ့နိုင်ငံတော်ကိုလည်းနဲ့ကန်ပုံလန့်နေတဲ့အကြမ်းဖက်အဖွဲ့စီဒီရက်လောက်ဒူဖက်နော်အဲ့ဒီမိသားစုတွေရှိသမျှအိုးအိမ်ချမ်းမီလေယာမီပိုင်ဆိုင်သမျှမရွှေပြောင်းနိုင်တဲ့ပစ္စည်းမှသမျှအကုန်သိမ့်ပြီးတော့ မရာအေယုံဂေလိခရိယန်ခိုင်းကနေအေဂျီခရိယန်ခိုင်းကိုပြောင်းလို့နော်ဒါတောင်မှခရိယန်ကနေပြီးခရိယန်ကနေပြီးတော့ဟိန်ဂျူကိုပြောင်းသွားတာမဟုတ်ဘူးခရိယန်ကနေဗုဒ္ဓဘာသာကိုပြောင်းသွားတာမဟုတ်ဘူးခရိယန်တောင်ခိုင်းချင်းချင်းပြောင်းလို့ဆိုပြီးတော့မိသားစုအိမ်နောင်စုဆယ်စုရောအနေနဲ့ထုံးမောင်းထုတ်ပလိုက်တယ်အဲ့ဒီလိုလက်နက်ကန်လူပေါင်းကဘာသာရေးဆုံးရောက်နေကြရဖွဲ့စည်းပြီးဒါမျိုးကြတော့ခင်ဗျားတို့ဗဇက်ပောက်တွေပိတ်နေကြတယ်နော်မနေ့ကအနောက်24ရာဖြစ်ခဲ့တာအဲ့တော့ကလည်းကျွန်မတယောက်ပဲပြောတယ် ဘာသာရေးလုံးလဲခွင့်လို့អော်နေတဲ့နိုင်ငံတကာကអော်နေတဲ့កောင်းကနေកောင်းမတွေတရားမှဗဇက်မဟရဲကြောင်းအဲ့လိုကိစ္စမျိုးကိုဗုဒ္ဓဘာသာကလုံးကြည့်เนาะဗုဒ္ဓဘာသာဝင်တွေကဘာဗုဒ္ဓဘာသာကနေတခြားဘာသာကိုပြောင်းလို့ဒီရွာသားဒီလူတွေကိုရွာကနေနေထုတ်ပြီးបိုင်ဆိုင်သမ ्या တွေတိမ့်လိုက်တယ်လို့လည်းဖြစ်စဉ်မျိုးဖြစ်ကြည့်ရှိသည်မြ NGO တွေ INGO တွေဘာတွေညာတွေကောင်းနေကောင်းမတွေအကုန်လုံးဘာသာရေးလုံးလက်ခွင့်လို့ပါရော့ အဲ့ဒီ CD ရဲ့လောင်းလူတဘုံဖွဲကနေပြီးတော့ပိုင်ဆိုင်မှုတွေတိမ့်တယ်လို့စစ်တပ်ကနေပြီးတော့နော်ပိုင်ဆိုင်မှုတွေတိမ့်ပြီလို့တိမ့်ပလိုက်တိမ့်ပလိုက်ချင်ခင်ဗျားတို့ why me on the chain ဟောင်းချဟောင်းချဟောင်းချမှာကျွန်တော်အဲ့ဒီလိုမျိုးတန်ခတ်ပိတ်ဆို့တဲ့ဘသူတွေနဲ့နားလဲမြန်မာနိုင်ငံသူပြည်သားတွေပဲနဲ့နားတယ်ဒီအခက်ခဲကနေဘလို့ရုံးထားမလဲနိုင်ငံတကာကတန်ခတ်ပိတ်ဆို့မှုတွေရှိမယ်နိုင်ငံတကာကရင်းနှီးမြှုပ်နှံမှုတွေမလာဘူးဆိုရင်ပြည်တွင်းမှာအလုပ်ကအခွင့်အလမ်းတွေနည်းလာမယ် အလောက်ကန်ခွင့်နဲ့လဲရင်ဆင်းရဲမွဲတေမှုမြင့်တက်မယ်ဆင်းရဲမွဲတေမှုမြင့်တက်လာတာနဲ့အမြနောက်ဆက်တွဲမှာခိုးဆူလူနိုင်တေခိုးဆူလူနိုင်တေနော်အဲ့ဒီလိုဥပဒေမဲ့ပြုတ်ချင်းနဲ့မတရားမှုတွေအများကြီးပေါ်လာဆိုတော့နိုင်ငံတကာယဉ်ကျေးမှုနယ်မှုတွေလာအောင်နိုင်ငံတကာနဲ့ယုံကြည်မှုရအောင်ရွေးကောက်ခက်အစိုးရတဲ့မဖြစ်မနေမရှိမဖြစ်မနေလိုအပ်တယ်ရွေးကောက်ခက်အစိုးရတည်းပေါ်ထွက်အောင်ကြိုးစားရမယ် ဘဲသူဆိုရဖြစ်မှာလို့မဆိုလို့ဘူးဘဲသူဘဲဆိုရဖြစ်ဖြစ်ဘဲကောင်းဆောင်ပဲနိုင်နိုင်ဘဲပါတီကပဲဖြစ်ဖြစ်ရွေးကောက်ခံဆိုရတည်းအရှိကိုရှိရရွေးကောက်ခံဆိုရတည်းရရှိမှာနိုင်ငံခြားကရင်းနှီးမြှုပ်နှံမှုတွေနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေလာမယ်တန်ခတ်ပိတ်ဆို့မှုတွေဖြစ်လျှော့မယ်စီးပွားရေးတန်ခတ်ပိတ်ဆို့မှုတွေဖြစ်လျှော့မယ်အလောက်ကန်ခွဲလန်းနေများလာမယ်ဒါကြောင့်မို့ကျွန်တော်တို့ကရွေးကောက်ခံဆိုရတည်းကိုမျှော်လင့်နေတာရွေးကောက်ခံဆိုရတည်းမရှိမဖြစ်လိုအပ်နေတာနော်ဆော့ ရေကောက်ကန်ဆိုးဟာနဲ့ပတ်သက်လို့ချုံလုံးလေးပြောဦးမယ်။အရင်ကကျွန်မအဲ့အဲနိုင်ငံရေးပါတီတစ်ခုနဲ့ပတ်သက်ပြီးဝေဖန်မှုလုပ်တဲ့ခါကျတော့တချို့ကပြောတယ်ကျွန်မဝေဖန်ရလွယ်လေဥစ္စာဝါဒခက်တယ်အဲ့လိုမျိုးပြောတာပေါ့နော်ဝေခန်ဝေဖန်တာလွယ်တာပေါ့ပါဇက်လေးကပြောတာလွယ်တယ်ဥစ္စာဝါဒခက်တယ်ခမဲကျွန်မသိတယ်လေလွယ်လို့ရှိရင်ကိုလီထဲတဲ့လူတွေစိုက်ကသမားတွေရေခဲသမားရေခဲချောင်းချောင်းတဲ့လူတွေကစအကုန်လုံးတပ္ပရာတွေအတိုင်းမဲခံနေတိတောင်စုဝင်ကြီးပြောပါပေါ့ လွယ်နေလို့ရှင်အကုန်လုံးကတမရတွေတမရထက်ကအတိုင်းပဲခံနေဖြစ်သွားနေမယ်နိုင်ငံရေးလောက်ရတာနိုင်ငံရေးဥဆောင်ရတာခက်မှန်ကျမသိတယ်လူတိုင်းလည်းသိတယ်အဲ့ဒီခက်နေတာကိုလွယ်အောင်လုပ်ပေးရမှာအစိုးရရဲ့တာဝန်ခက်နေတာကိုလွယ်အောင်လုပ်ပေးရမှာအစိုးရရဲ့တာဝန်အဲ့ဒီတာဝန်ကိုဘယ်လောက်ခြေပြုံးတယ်လဲဘယ်လောက်ခြေပြုံးတယ်လဲခက်တာကိုလွယ်အောင်ဘယ်လောက်လုပ်ပေးနိုင်တယ်လဲဆိုတဲ့ပုံမှာမူတည်ပြီးအဲ့ဒီအစိုးရရဲ့အရေးချင်းကိုပြည်သူကဆုံးဖြတ်ရတယ် အဲ့ဒီအစိုးရအရင်ချင်းရှိလာမရှိဘူးလားဆိုတာအဲ့ဒီပေတံနဲ့တိုင်းနိုင်ပြီးဆုံးဖြတ်ရတယ်နော်ဆိုတော့ရွေးကောက်ကန်အစိုးရရှိုးသွားကြည့်သမရဦးသိန်းကြီးအစိုးရလက်ထက်စရဲမွတ်တွေမှုကို16ရာခိုင်နှုန်းရှော့ချနိုင်တယ်ဒါကြောင့်မို့သမရဦးသိန်းကြီးအစိုးရဒီခတ်တာကိုလွှဲအောင်လုပ်ပေးနိုင်တဲ့အစိုးရဒီအရင်ချင်းရှိတယ်နော်ဆိုတော့ကအဝေဖန်လေကန်းလွှဲတဲ့ဥဆောင်ရတာခတ်တယ်ဆိုပြီးတော့လူပိန်းစကားလာမပြောနဲ့ နိုင်ငံရေးလောက်ရတာလွယ်နေရင်တရောင်းသားအစားတမရတက်ဖြစ်နေမယ်။နော်ကိုလီထိုင်းတဲ့လူကလည်းတမရတက်ဖြစ်နေမယ်။ရေခဲကြောင်ရောင်းတဲ့လူကလည်းတမရတက်ဖြစ်နေမယ်။အဲ့ဒီခတ်နေတာကိုလွယ်အောင်လုပ်ရမှာစိုးရရဲ့တာဝန်ဖြစ်တဲ့ခတ်တာကိုလွယ်အောင်ဘယ်လောက်လုပ်နိုင်လဲဆိုတာစိုးရရဲ့အရေးချင်းပေါ်မှာမူတည်တယ်။